အမွာသမီးလေးတွေမွေးပေးခဲ့တဲ့ဇနီးတဲ့ကိုကျေးဇူးတင်လို့စိန်တွေစိတ်ကြိုက်ဝယ်ပေးခဲ့တဲ့မန္တလေးကဦးမျိုးတန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ချစ်တတဲ့နေရာမှာနံပါတ်1နေရာကိုယူထားတဲ့တထေကြီးဦးမျိုးတန်ကအခုဆိုရင်အမွာသမီးလေးတွေရဲ့ဖေဖေဖြစ်သွားနေရပါဦးမျိုးတန်က2023ခုနှစ်မှာသူတို့သမီးကိုတင်းတထောင်းနဲ့တင်တောင်းပြီးတော့ဆေးဆက်ခေရာကနေစတင်နာမည်ကြီးလာခဲ့ရပါနန်းတော်ကြီးလိုခန်းထားတဲ့အင်ကြီးကိုပိုင်ဆိုင်ထားတဲ့ဦးမျိုးတန်ကလေယာဉ်လုပ်ငန်းနဲ့ကျွေးဝါချမ်းသာတဲ့တထေကြီးဖြစ်ပါတယ် မြို့မြမှာကုမ္ပဏီကိုတည်ထောင်ထားသူဖြစ်ပြီးလေအေကာပေါင်းများစွာကိုလည်းပိုင်ဆိုင်နေသူပါ လေထဲကိုကိုယ်တိုင်သွားပြီးတော့ကြီးကျက်လေးရှိတဲ့အပြင်အလူတန်းမှလည်းဘယ်တော့မှလက်နှေးတတ်သူမဟုတ်ပါဘူး။ဒါပေမဲ့သူလက်ထက်ထားတဲ့သရိုးသမီးကတော့အဖေနဲ့သမီးအရွယ်လောက်ကွာခြားနေတာဖြစ်လို့ဝေဖန်တဲ့သူတွေကလည်းရှိပါသေးတယ်။ဦးမျိုးသားနဲ့ဇနီးဖြစ်သူကအသက်ကွာခြားပေမဲ့တကယ်မြစ်တာအစင်နဲ့ချစ်ခဲ့ကြတာဖြစ်ပြီးဦးမျိုးသားအတွက်လည်းအမွာသမီးလေးနှစ်ယောက်ကိုမွေးပေးခဲ့ရပါအမွာသမီးလေးတွေရအောင်ဘန်ကောက်ထိအကုန်ကြခံပြီးတော့ဖန်ပြွန်တရေသားနီးနဲ့စူးစမ်းထားတာပါ။ဦးမျိုးသားကအသက်ကြီးသွားပြီဖြစ်လို့အထင်သေးခဲ့ကြပေမဲ့ထင်တယ် ောက်လဲမအိုသေးရကြောင်းအမွာလေးတွေရဖြစ်ဖြစ်ဖြစ်လာခဲ့ပါပြီအမွာသမီးလေးတွေကအခုဆိုရင်တော့လာသားရွယ်ကိုရောက်ရှိနေပြီးဦးမျိုးသားနဲ့လည်းရုပ်ချင်းတော်လေးဆင်တူပါတယ်သမီးလေးတွေကိုမွေးပြီးတဲ့ဇနီးတဲ့ကိုကျေးဇူးတင်လို့ဦးမျိုးသားကတော့သူ့ဇနီးတဲ့သဘောကျတဲ့စိန်လက်ဝတ်ရတနာတွေကိုကြိုက်တလောက်ဝယ်ပြီးခဲ့တာပါတော်ဝင်စိန်တိုက်ဖွင့်လင်ပွဲမှာဦးမျိုးသားကဇနီးတဲ့နဲ့တူတက်ရောက်လာပြီးတော့ဆန်ဖွင့်ပွဲမှာစိန်တွေကိုအားပေးခဲ့ရပါဆန်ဖွင့်ပွဲမှာစိတ်ကြိုက်သဘောကျတဲ့စိန်တွေကိုဝယ်ပြီးနိုင်တဲ့အထိဦးမျိုးသားကတော့ကြွယ်ဝချမ်းသာပါတယ်အဲ့ဒါ ာကြောင့်ဦးမျိုးသားက2025ခုနှစ်ရဲ့အချစ်တက်ဆုံးအမျိုးသားဖြစ်လာမလားလို့တောင်ထင်မှတ်နေရပါပြီ။ဦးမျိုးသားကကလေးတွေရဲ့မိမိကိုသိန်း၄00နဲ့ကားကြီးကိုလည်းလက်ဆောင်ပေးပူပါရယ်။သူ့ကိုအသက်ကြီးတယ်ဆိုပြီးတော့ပြစ်ခွာမသွားပဲဂေယူးဆိုင်ပေးတဲ့ဇနီးတဲ့ကုံဦးမျိုးသားက brand ပစ္စည်းတွေနဲ့မျက်နှာမငယ်အောင်ထားပေးတဲ့ပြင်လိုချင်တဲ့စင်တွေကိုလည်းဝယ်ပေးပါသေးရယ်။စိန်ဆိုင်သွားပြီးတော့လိုချင်တဲ့စင်တွေဝယ်ပေးတာကဇဝင်ခန်းတွေထဲမှာပဲရှိမယ်လို့ထင်ကြတာပါ။တကယ်လက်တွေ့မှာလည်းဦးမျိုးသားလိုချစ်တဲ့သူကရှိနေပြီးတော့စိန် င်လိုချင်ရင်စိန်ကားလိုချင်ရင်ကားနှစ်ခါပူစရာမလိုဘဲနဲ့ဝယ်ပေးနိုင်ပါတယ်ဦးမျိုးတန်းကတော့ဇနီးတဲ့အတွက်လဲကားတွေစိန်တွေ brand အိတ်တွေဝယ်ပြီးရဲ့ပြင်အလူတွေကိုလည်းမကြာခဏလုပ်တတ်ပါတယ် လွန်ခဲ့တဲ့ဒီရင်ကျွတ်မှာလည်းလာရောက်ကြောခဲ့တဲ့သူတွေကိုစုစုပေါင်းသိန်း1000နီးပါးမုံခိုးတွေပေးတဲ့အထိစေတနာကောင်းခဲ့တဲ့သူပေါင်းကလေးတွေမွေးဖွားတဲ့အချိန်ကနေစတင်ပြီးတော့စီးပွားရေးတွေအဆင်ပြေလာလို့အလူတွေဇက်တိုက်လှုပ်လာခဲ့ရပါကလေးတွေမွေးဖွားပြီးရဲ့အချိန်ကနေစတင်ပြီးတော့အလူတွေလှုပ်လာခဲ့တာသိန်းပေါင်း1000ကျော်လှူဒန်းနိုင်ခဲ့ပြီဖြစ်ပြီးဒီလိုလှူဒန်းနိုင်တာကလည်းသမီးတွေရဲ့ကုသိုလ်ကံတရားကြီးမားတာကြောင့်ဖြစ်ပါတယ်။ဦးမျိုးတန်းဖြစ်ချင်တာမှန်သမျှကိုဖြည့်ဆည်းပေးတတ်တဲ့ပြင်ပါရမီဖြည့်ပေးတဲ့ဇနီးတွေကိုလည်းကျေးဇူးတင်လို့စိန်တွေကို စိတ်ကြိုက်ဝယ်ပေးခဲ့တာပါအရန်ချစ်ပြတတ်တဲ့ဦးမျိုးတန်ကိုတော့အားကျနေကြပြီးသူ့ကိုအထင်သေးခဲ့တဲ့သူတွေတောင် ပြန်လည်လေးစားနေရပါတယ်။အသက်ရွယ်ရနေပြီဖြစ်တဲ့ဦးမျိုးတန်ကကလေးတွေအတွက်လည်းဖခင်ကောင်းပြီးသားသလိုဇနီးတွေကိုလည်းပူပြီးတော့လှလအောင်ဖန်တီးပေးနိုင်သူပါ။စိန်ဆိုင်ဖွင့်ပွဲကိုတက်ရောက်ပြီးတော့လူကျင်တဲ့စိန်တွေကိုဝယ်ပေးခဲ့တဲ့ဦးမျိုးတန်လိုချစ်တတ်တဲ့အမျိုးသားကိုအားကျနေပြီလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။